ားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ trail line diary ကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်ရှင်ဒီလုပ်ငန်းကိုစိတ်ဝင်စားကြတဲ့သူတွေကလုပ်ငန်းကိုဘယ်လိုလဲပတ်ရတာလဲလို့မေးနေကြတဲ့အတွက်အကြမ်းဖြင်းလုပ်ငန်းသဘောတရားလေးတွေကိုဒီဗီဒီယိုလေးမှာ sharing လုပ်ပေးလိုက်ပါတယ် export နဲ့ import မှာဆိုရင် import ကနည်းနည်းလေးပို့ရှုပ်ထွေးရေပေါ့နော်အဲ့ဒီတော့ export ဘိုင်းအတွက်ကိုတည်တဲ့အရင်ဆုံးတည်တဲ့လောက်လေးမျှဝေပေးသွားပါမယ်ရှင် Esports ဆိုတာကိုတနည်းအားဖြင့်လွယ်လွယ်ပြောရမယ်ဆိုရင်တော့သူကဈေးရောင်းခြင်းသဘောတရားမျိုးပါပဲ။ဒါပေမဲ့သူကကြတော့လူတဦးနဲ့တဦးဈေးရောင်းကြတာမျိုးမဟုတ်ပဲနဲ့တနိုင်ငံနဲ့တနိုင်ငံအယောင်းဝယ်လုပ်ကြတာမျိုးဖြစ်တဲ့အတွက်လိုအပ်တဲ့စာရွက်စာတမ်းပိုင်းတွေနဲ့လုပ်ရမယ့်လုပ်ငန်းစဉ်အစစ်အစစ်တွေကတော့များပါတယ်ရှင်။ကဲ export လုပ်မယ်ဆိုရင်တင်ချတာတစ်ခုကတော့တစ်ဖက်နိုင်ငံမှာကိုပစ္စည်းကိုဝယ်မဲ့ buyer တင်ချတော့ရှိရပါမယ်။ ဝယ်လက်ရှိလို့လုပ်ငန်းစတော့မယ်ဆိုရင်နံပါတ်1ရေပြင်းမှာလိုအပ်တဲ့အပိုင်းနဲ့နံပါတ်2စာရွက်စာရမ်းပိုင်းမှာလိုအပ်တဲ့အပိုင်းဆိုပြီးတော့နှစ်ပိုင်းရှိပါမယ်။ဒီနေ့ဒီ vlog လေးမှာတော့အဒီအပိုင်းနှစ်ပိုင်းတည်းကနေရေပြင်းမှာလုပ်ရတဲ့အပိုင်းလေးကိုရေပူရအချင်းချုံပြီးတော့မှပြောပြပေးသွားပါမယ်ရှင်။ရေပြင်းမှာလိုအပ်တာတွေနဲ့လုပ်ရမှာလေးကတော့နံပါတ်1ရောင်းမဲ့ပစ္စည်းပေါ့နော်။ကိုမှရောင်းမဲ့ပစ္စည်းရှိရမယ်။ နံပါတ်1အဲ့ဒီပစ္စည်းကိုတူလောင်ဖို့အတွက်နေရာတနေရာရှိရပါမယ်ရှင်နံပါတ်3အနေနဲ့ကိုရောင်းမဲ့နိုင်ငံအလိုက်ငွေပေါက်ဈေးပေါ့နော်အဲ့ဒါကိုနေစဉ်တည်နေရမယ်အဲ့ဒီကိုရောင်းမဲ့နိုင်ငံရဲ့ငွေကြေးပေါက်ဈေးနဲ့မြန်မာနိုင်ငံငွေကြေးကိုစီပြင်ရမယ့်ပေါက်ဈေးနဲ့ကိုတွက်ချက်တက်နေရပါမယ်။ဒါတော့အခြေခံအကျဆုံးနဲ့အရေးကြီးဆုံးအချက်ပဲဖြစ်ပါရှင်။နံပါတ်၄ချန်နေလေးကတော့ ကုပစ္စည်းတွေကိုအချိန်မီတင်ပို့ချဖို့အတွက်လူနဲ့နိုင်နေဆိုရင်လည်းလူပေါ့နော်လှုပ်သမားဓမ္မမဟုတ်ရင်လူနဲ့မနိုင်ရင်လည်းစပစ္စည်းတွေလိုအပ်ပါတယ်ရှင်နံပါတ်9အနေနဲ့ကတော့ကိုပစ္စည်းတွေကိုကိုပို့ချင်တဲ့နေရာအထိရောက်အောင်ပို့ဖို့အတွက်ကုန်တင်ကားပေါ့နော်စနေပိန်းကဓမ္မမဟုတ်လို့ရှင်လည်းတွဲကအဆရှိရဲ့ကုန်တင်ကားတွေလိုအပ်ပါမယ်ရှင်အဲ့ဒါတော့လွယ်ပါတယ်ကားကိန်းနဲ့ချိန်လိုက်လို့ရပါတယ် ကဲဒါလေးတွေကတော့မြန်မာတီတလောက် export လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့မှမြေပြင်မှာလုံဆောင်ရမယ့်အရာတွေပဲဖြစ်ပါတယ်ရှင်နောက်ဘလော်လေးကြာရင်တော့ export တွေနဲ့ပတ်သက်ပြီးတော့မှဆောင်ရွက်စာတမ်းပိုင်းလေးတွေနဲ့ပတ်သက်ပြီးလှူဆောင်ရမယ့်အရာလေးတွေကိုညီမတေတလောက် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။